ရှိသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့စိတ်မပြတ်နဲ့လုံးဝစိတ်မပြတ်ပါနဲ့ဆိုတော့ခေါင်းစဉ်လေးနဲ့ခွားပေးသွားမှာဖြစ်ပါတယ်သုတ္တန်ကျမ်းအခန်း24စာပိုက်30မှာတင်သည် အမှုရောက်သောကာလ၌စိတ်ပြတ်လင်အာနေဤပြောရတွေ့ရတယ်ဒါဘုသူပြောလဲဆိုတော့ယုံကြည်သူတွေပေါ့ဘုရားသခင်ကိုယုံကြည်တဲ့ကျွန်တော်တို့ယုံကြည်သူတွေကိုဘုရားသခင်က ပြောနေခြင်းဖြစ်ပါတယ်အမှုဆိုတာကတော့ဒီလောကမှာเนาะအပြစ်တရားဒီလောကမှာနေရတဲ့ကာလပတ်လုံးအလုံးတည်တဲ့အချိန်မှာအသက်တရားမနေရပေမဲ့အမှုတရားနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့ဒီရင်ဆိုင်ရတဲ့ကာလမှာအမှုရောက်တဲ့ကာလမှာစိတ်မပြတ်ဖို့ဖြာသခင်ကတိုက်တွန်းပါတယ်စိတ်ပြည့်ရင်တော့ရှုံးရှုံးမိတာမှတ်လိုက်တော့เนาะအားနေသွားပြီလေ အားနေရင်တော့အဲ့အမှုအထဲမှာသင်နော်အဆုံးသတ်သွားနိုင်ပါတယ်။ဒါကြောင့်ဒီနေ့အမှုကတော့တွေ့ကိုတွေ့မှာဖြစ်တယ်။တွေ့မယ်။သူ့အတွင်လူတို့နော်နိုင်ရောက်တတ်သောစုံစမ်းနှောက်ရခြင်းကိုဒါသင်လို့နိုင်ရောက်ရတဲ့အခွင့်ပေးတယ်လို့ပြောတဲ့အတိုင်းနော်လူတိုင်းတွေ့ကြုံတတ်တဲ့အမှုဖြစ်ပါတယ်။အခုလဲနော်မြန်မာနိုင်ငံမှာနော်ခု မြင်ကလင်ကြီးက7.7 Richter scale ရှိတဲ့အလွန်အားပြင်းတဲ့မြင်ကလင်လှုပ်ပါတယ်ဒီလိုမျိုးကနိုင်ငံတကာမှာလည်းလှုပ်နေတဲ့နော်အာအထရင်လဲကျွန်တော်တို့အများအားကြားရပါတယ်နော်ရေလွှမ်းမိုးခြင်းပဲဖြစ်ဖြစ်ဒီလိုသဘောဝဘေးတွေဟာနေရာတိုင်းမှာလူတိုင်းတွေ့ကြုံရတဲ့အရာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ယုံကြည်သူလဲတွေ့ကြုံအောင် တွေ့ကြုံရမှာဖြစ်ပါတယ်။သူ့အတွင်ဘုရားသခင်ကအဲ့လိုတွေ့ကြုံတဲ့အခါမှာနော်အာနေတော်သူမဖြစ်စေချင်ဘူး။အဲ့တော့အာမနေဖို့ဆိုပါလေစိတ်မပြတ်ဖို့ပဲဖြစ်ပါတယ်။အဲ့တော့အမှုရောက်တဲ့အခါမှာစိတ်မပြတ်ပဲနဲ့အာမနေပဲနဲ့အားကြီးဖို့အတွက်နိလန်ကပါလေဆိုတော့ဆလန်ချန်းအခန်း90စာပေ55မှာ အမှုရောက်တော့အမှုရောက်ဒီကာလနဲ့ငါ့ကိုပတ္ထနာပြုတော့ငါဒီကယ်လွတ်မြင်တင်းဒီလဲငါ့ကိုချင်းမွှားရလိုက်ပြီလို့ပြောရတွေ့ရတယ်ဆိုတော့အမှုရောက်တဲ့ကာလမှာကျွန်တော်ကစိတ်မပြတ်ပဲနဲ့နော်အင်အားကြီးတော့သူခွန်ကြီးတော့သူဖြစ်ဖို့အတွက်နိလန်းကပါလေလို့ပြောရင်တော့ဘုရားသခင်ကိုဆုတောင်းဖို့ဖြစ်တယ်ဘုရားသခင်ကိုအားကိုးဖို့ဖြစ်တယ်ဘုရားသခင်ဆက်ပြီးယုံကြည်နေဖို့ဖြစ်တယ်ဘုရားသခင်ကိုခိုလုံဖို့ဖြစ်တယ်ပြောတော့တွေ့ရပါတယ် အဲ့ဒါကမှဘုရားသခင်ရဲ့ဟောလက်တော်မြင်ရမယ်တကောတော်မြင်ရမယ်ဘုရားသခင်ကယ်တင်ခြင်းကျေးဇူးကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်သူတို့ပြောတာတွေ့ရတယ်ဆိုတော့ကတော့ကျွန်တော်ဟာနော်ကျွန်တော်ဟာဒီအဖြစ်တရားဒီလောကကြီးမှာအများနည်းတူဒီလိုအခက်အခဲပြဿနာတွေအမှုကိစ္စတွေရင်ဆိုင်ရမှာဖြစ်ပေမဲ့အဲ့အမှုကိစ္စမှာကြာရှုံးဖို့ဘုရားသခင်အလိုမရှိဘူးနော်အလိုမရှိဘူး အဲ့တော့အဲ့ဒီအမှုကိုအောင်တော်သူဖြစ်ဖို့ဘုရားခင်အလိုရှိတယ်သူ့အတွင်ယုံကြည်ခြင်းပျောက်သွားပြီနော်ဘုရားခင်မခိုလုံတော့ဘူးဆိုရင်တော့ဘာဖြစ်လဲစစ်ပြက်တာပေါ့စစ်ပြင်းအားနေတော့အားနေရင်တော့ဆုံးဆုံးတော့မှာဖြစ်ပါတယ်အဲ့လိုဖြစ်ဖို့ဘုရားခင်တင့်အောင်လို့မရှိပါဘူးဒီနေရာမှာနော်ဒီနှုတ်ကပတ်တော်နားထောင်နေတဲ့ဓမ္မမျိုးဆိုတင်ဟာအခုလောဆယ်မြန်မာနိုင်ငံမှာတွေ့ကြုံနေရတဲ့နော်စစ်ဘေးဒုက္ခတွေဖြစ်ပါသလားနော်အခုဘာလဲ မင်းကလေးဘေးဒုက္ခတဲ့ဖြစ်ပါသလားကျွန်တော်အပိတ်ချင်ပါတယ်ဘလောက်ပဲအမှုကိစ္စဘေးဒုက္ခနဲ့တွေ့တွေ့စိတ်မပြတ်ပါနဲ့စိတ်မပြတ်လိုက်ပါနဲ့လုံးဝစိတ်မပြတ်နဲ့လို့ကျွန်တော်ထပ်ထပ်အားပေးပါတယ်စိတ်မပြတ်ပဲနေနိုင်ဖို့ဘာလုပ်ရမလဲဘုရားသခင်ကိုဟောဆုတောင်းဖို့ဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကိုဆုတောင်းတယ်ဆိုတော့ဘုရားသခင်ကိုကိုးစားတာပေါ့မျှော်လင့်တာပေါ့ယုံကြည်တာပေါ့အဲ့ဒီ တင့်ရဲ့ယုံကြည်ခြင်းမပြောက်လိုက်ပါနဲ့တင့်မျော်လင့်ခြင်းမပြောက်လိုက်ပါနဲ့ဘုရားသခင်တင့်ရဲ့ကိုးစားတာစက်ပြီးကိုးစားပါစက်ပြီးခိုးလို့ပါလို့ပြောချင်တာဖြစ်ပါတယ်ဟာဒီမကုခန်းကစာပိုက်အခန်းလေးစာပိုက်40မှာကိုရောကလည်းတင်းတို့ဒီအဘဲကြောင့်ဤမြလောက်ကြောက်တတ်တယ်အဘဲကြောင့်ယုံကြည်ခြင်းစိတ်နဲ့ကင်းတယ်ဟုမေးတယ်ပြောတာတွေ့ရတယ်ဒါကလေမုန်တိုင်းတိုက်တဲ့ခါမှာပြင်လဲမှာလေထဲမှာရေလျောက်ကုန်ပြီ ါမြို့တော့မယ်အဲ့ချိန်မှာလူတပည့်တော်တွေကကြောက်တယ်စိုးရင်တကြီးနဲ့អော်ဟစ်ကြတယ်တော့ပြီးသိတော့မှာပဲဆိုတော့မှအဲ့တော့ကိုရောဘာပြောလဲမင်းတို့ယုံကြည်ခြင်းပဲရောက်သွားတာလေမိတ်ဆွေတင်ရတီစင်မှာစိတ်ပြတ်တယ်ဆိုရင်ကြောက်မယ်စိုးရင်မယ်နော်အဲ့ဒါဘာကြောက်လဲယုံကြည်ခြင်းပျောက်သွားတာဖြစ်ပါတယ်ဖယောက်ခင်ပေါ်မှာစိတ်ပြုံကြည်စေခြင်းနဲ့နော်အဲ့ယုံကြည်မပျောက်ပါစေနဲ့ တင်တွေ့ကျွန်တော်အခက်ခဲပြဿနာတဲ့ဖျားသခင်ကတိုက်ချီးတယ်ဆိုတာမမေ့ပါနဲ့အပြစ်ချင်းတယ်နောက်ခုကတော့ခန်းကားစာပိုင်းမကုခန်းကားစာပိုင်း36မှာထိုစကားကိုယေရှုသည်ကြားလင်မကြောက်ကြနဲ့ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေစေလို့တရားစီရင်မှုအားချက်ချင်းမိန်တော်မူ၏တရားစီရင်မှုရဲ့တမီးနာလို့ကိုတော့ခေါ်ဖိတ်တာကြားမှချင်းပေးဖို့လမ်းမှာပဲကြာနေတဲ့ခါမှာနော်တည်သွားတယ်ကလေးက ဲ့ဒီသတင်းကိုလူတွေကလာပြောတယ်ဟောယေရှုမခေါ်လာတော့နဲ့နောက်ကျတော့ဒီသွားပြီပေါ့အဲ့ဒါယေရှုကဘာပြောလဲဟာမကြောက်ကြနဲ့နော်မကြောက်ကြနဲ့ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေတော့ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့မကြောက်နဲ့နော်မကြောက်ဘဲနေနိုင်ဖို့ကဘာလဲအရေးကြီးတာဖျားသခင်ကိုယုံကြည်ဖို့ဖြစ်ပါတယ်ဒီချိန်မှာတင်တတ်နိုင်တာတစ်ခုမှရှိမှာမဟုတ်ပါဘူး ဒီလောက်ကြီးမားတဲ့အပျက်စီးဟာစဉ်းစားမယ်ဆိုရင်တော့เนาะကျွန်တော်ဟလာဘလို့လို့နလန်ထားနိုင်မှာလဲဒီအပျက်ကြီးကကျွန်တော်ရှင်းဖို့တောင်မှကျွန်တော်စဉ်းစားတယ်လေဒီပြုပစ်နေတဲ့အရာရှင်းဖို့တောင်မလွယ်ပါဘူးဟာဆိုတော့ဒီနေရာမှာကွက်ကိုဘာမှလုပ်နိုင်တာမရှိတာဖြစ်တော့ကြောင်းဘာရေးကြည့်လဲဆိုတော့ယုံကြည်ခြင်းစိတ်တစ်ခုပဲလိုပါတယ် မောစကိုလုံးနိုင်တာမရှိတာတော့ကြောင့်ရှိဖို့လိုတာကဘုရားသခင်ကိုစက်ပြီးယုံကြည်ပါနော်ဘုရားသခင်စက်ပြီးယုံကြည်ပါစိတ်မပြတ်ပါနဲ့အားပေးခြင်းနဲ့နော်အဲ့တော့ဒီမာတယခန်း7စာပိုက်28မှာဝန်လေးပင်မတော်သူအပေါင်းတို့ငှတ်ထန်တော့လာကြတော့ငါဒီချမ်းသာပေးမိပြောရတွေ့ရတယ်ဒီချိန်မှာသင်ဟာဝန်လေးပင်မနေမှာဖြစ်ပါတယ်နော်အဲ့ဒီဝန်လေးပင်မချင်းကနေ နော်စိတ်ကောကိုကောအမျိုးမျိုးပေါ့နော်ဝင်လေးပင်မနေမှာဖြစ်ပါတယ်အဲဝင်လေးပင်မချင်းကလည်းလွတ်မြောက်ရနော်လမ်းကတော့ယေရှုကိုဆက်ပြီးယုံကြည်ပါဆက်အားကိုးပါဆုတောင်းပါဆက်ပြီးမျော်လင့်ပါဒါယေရှုစီကိုလာခြင်းဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဗာပဲလေစိတ်ချမ်းသာချမ်းအရင်ပေးမယ်စိတ်ငြိမ်သက်ချမ်းသာရင်ရမယ်ပြီးရင်လည်းသင်ယုံကြည်တဲ့အတိုင်းပဲဒီဘေးဒုက္ခအောင်ခြင်းအခွင့်ရလိမ့်မယ် အားပေးချင်ပါတယ်။ယရမေခန်းစခွန်စာပိုက်ခွန်မှာထာဝရဘုရားကိုးစားတော်သူထာဝရဘုရားမိမိကိုးစားရအောင်ဖြစ်စေတော်သူသည် ကောင်းချီးမင်္ဂလာကိုခံစားတော်သူဖြစ်ဆက်ပြီးဘုရားသခင်ကိုပဲကိုးစားအပေါ်ပိုင်းကြည့်မယ်ဆိုတော့လူကိုးစားတာဒီနေ့တို့ဘေးဒုက္ခနဲ့တွေ့တဲ့ခါမှာကျွန်တော်ကအစိုးရမင်းကိုတော့ဒေါသထွက်တတ်တယ်။နော်ကိုကိုကူညီနိုင်တဲ့မကူညီနိုင်တဲ့သူတွေရှိမယ်။ဒေါသထွက်တတ်တယ်။အိုးတထေးတကြွေးတွေကူညီနိုင်မယ်တော့မျောလင့်တတ်တယ်။တော့အားကိုးတတ်တယ်။ နိုင်ငံတော်သွားအားကိုးတတ်တယ်ပြည်ပနိုင်ငံတွေသွားအားကိုးတတ်တယ်နော်ဘလို့ပါလဲဖယားသခင်ကိုဆက်ပြီးတော့မှနော်ထရွန်ဖျောက်ကိုဆက်ပြီးတော့မှကိုးစားပါကိုးစားတယ်ဆိုတော့ပါဖယားသခင်အထူးအားကိုးပါဆက်ပြီးတော့မှမိတ်ဆွေကျွန်တော်အားပေးခြင်းတယ်ဒီနေ့နော်ဖယားသခင်ကနိလန်းပြင်ဆင်ပေးလိမ့်မယ်တော့သူဘသူလှွတ်လှွတ်လှွတ်ချင်တယ်လို့လှွတ်လိုက်မယ်တင်ကတော့အဲ့လူကမမျော်လင့်ပါနဲ့ ဘုရားသခင်ကိုမျှော်လင့်မှာဘုရားသခင်ဆက်ပြီးကူစားပါအဲ့ဒါဆိုတော့သင်ဟာစိတ်ပြတ်မှာမဟုတ်ပါဘူးအဲ့ဒါဆိုတော့ဒီနေ့သင်မျှော်လင့်တာတဲ့တာကြီးကောင်းတော့အရာဘုရားသခင်ပြင်ဆင်ပေးလိမ့်မယ်ဒီအမှုအဖြစ်ဘုရားသခင်ရဲ့မြင့်တာတော်သင်တာကြီးခံစားရလိမ့်မယ်ဘုရားသခင်ရဲ့အလေးအလောက်တာကြီးတည်လာလိမ့်မယ်နော်စိတ်ချပါဘုရားသခင်ကတာ၍ ကောင်းသောအကြံစီပဲကြံစီတယ်ဆိုတာမမိပါနဲ့လို့ဒါကြောင့်စိတ်မပြတ်နဲ့နော်လုံးဝစိတ်မပြတ်ပါနဲ့လို့အားပေးရင်လည်းနေကောင်းချုပ်ပါရယ်ဖျားသခင်သည်တင်တို့အလုံးကိုကောင်းချီးပေးပါစေတော့အာမင်